အနာရှိဆက်ခမားတို့အကုန်မှန်လားတံတော်ထဲမှာရှိတဲ့လူအလုံးကမှန်လားဝင်ကြီးဌာနရဲ့လက်အောက်မှာရှိနေတဲ့လူတွေကအလုံးကမှန်လားကျွန်တော်အဲ့ဒါကိုတဲ့တဲ့မေးတာလေကျွန်တော်တို့တိုင်းပြည်မှာအခုတံတော်ကာဝေးဦးကြီးချုပ်အဘာတုချုပ်ကြီးတို့နဲ့နာသကအဖွဲ့ဝင်အစိုးရတရက်နဲ့ကျွန်တော်တို့ကပူးပေါင်းပြီးတော့မှ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲရမှာ ဝန်ထမ်းတွေကိုလက်ပေးလက်ယူလုပ်ပါတယ်တို့ပြည်သူကမကြည်ဖြူတဲ့ကိစ္စတွေအများကြီးရှိတယ်အဲ့ဒါတွေကိုခမားတို့ပြင်ရမှာမလားမလေးလေးပေါ်ရှင်မချိုးဆိုပါခင်ဗျဒီစနေဆိုရင်မြန်မာနိုင်ငံအတွင်းလက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနေစီတန်းဆက်ပြနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျတမတော်အရေးအသွေးနှိမ့်ကြပြီးပြိုကွဲအောင် လုပ်နေတာ ဘယ်သူတွေလဲဆိုတာမိကုံထုတ်လာကြပါလိမ့်မယ်တဲ့ကိုရွှေမျိုးဝင်းနဲ့တော့ကျွန်တော်မလေးဥတော်ကျွန်တော်ဘုံဆက်နေကျွန်တော်ဒီမှာကြည့်လိုက်အခုအချိန်ကဘယ်နှမိနစ်လဲ10နာရီနဲ့10မိနစ်နော်ကျွန်တော်ဘုံဆက်နေတော့ဘုံကြွားပါ යි နော်ကျွန်တော်က ကမရောတကယ်ချစ်တဲ့လူကမရောသားတွေကိုတကယ်ချစ်တဲ့လူနေရာတန်းကိုရောက်တဲ့ကောင်ကျွန်တော်ကျွန်တော်ကတကယ်သွားတာအခုနာမခရဲ့အနောက်မြောက်တိုင်းစစ်တပ်နန်းချုပ်တိုင်းမူဘူချုပ်မျိုးမိထွေးကိုမေးလိုက်တိုင်းစစ်ဦးစီးချုပ်ဒေသ21ကဘူချုပ်ကျော်တော်ဝင်းကိုမေးလိုက် ကျွန်တော်တို့ကမိသားစုတွေနော်ကျွန်တော်ဘာလို့ခမားတို့ဖန်ခိုင်းကျင်နေကြတာလဲတတိထားရမယ်မမဘုံလာနေကြည်လိုက်အစ်စရန်ကျိုးတိုင်းမူရဲ့အလူကိုကျွန်တော်သွားတယ်တစင်းဦးရောကျွန်တော်ရောကျော်စိုးဦးရောသွားတယ်ဒုတိယအချိန်ကျွန်တော်ဆက်သွားတာပထမအချိန်ကတော့ဖြစ်တော့ ကျော်စိုးကမပါတော့ဘူးဒုတိယချိန်မှာမပါတဲ့အတွက်ဒဇင်ဦးနဲ့ကျွန်တော်နှစ်ယောက်သွားတယ်နော်အကျွန်တော်အကြောင်းဒဇင်ဦးကပဲပြောပြပါလိမ့်မယ်ကိုစော်ဝန်းရဘလိုယောက်ျားမျိုးလဲဆိုတာကိုဒဇင်ဦးပြောပြလိမ့်မယ်အဲ့တော့ဟိုပြောချင်တာဗျာခင်ဗျားတို့ကျွန်တော်ဘာလို့အဲ့လိုဖန်ခိုင်းနေရလဲဟမ်ခင်ဗျားတို့ကျွန်တော်တခုပြောပြီးတာအနာရှိရင်ဆဲလို့ခင်ဗျားတို့အဲ့ဒါပြင်ရမှာ ြည်သူကဒါမှအစိုးရအစ်စ်တခုပေါ်ထွက်အောင်လောက်ရမှာခင်ဗျားတို့ဝင်တယ်မလုပ်ချင်မလုပ်နဲ့ငါတို့လကဒီတိုင်းပဲပေးတယ်ဆိုရင်မလုပ်နဲ့လေခင်ဗျားတို့ဘာလို့မှမလုပ်ခိုင်းဘူးခင်ဗျားတို့လှုပ်လာပြီးတော့ငါတို့ရတဲ့လကနဲ့မလုံနိုင်လို့ငါတို့ကလက်ပေးလက်ယူလုပ်တယ်ဆိုရင်ဒါဆိုတိုင်းပြည်ဘယ်လိုကောင်းပါလဲ ဟမ်မလုံနဲ့လေကျွန်တော်မလုံနိုင်ဘူးလို့ပြောလိုက်ကွာခေါ့တဲ့ပြောပါလားကျွန်တော်ဒီဝန်ထမ်းလာစားနဲ့ကျွန်တော်မလုံနိုင်ဘူးပြလို့အစိုးရကိုခင်ဗျားတို့မပြောရဲဘူးလားမပြောရဲတော့ခင်ဗျားတို့ဘာလုပ်လဲလက်ပေးလက်လက်ပေးလက်လုပ်တယ်လေလှုပ်တော့ပြည်သူကမကြည့်ဘူးလေဒါအမှန်တရားကိုကျွန်တော်ပြောပြနေရတယ် အစိုးရလည်းအစိုးရအလုပ်တခုကိုသူလုပ်ပေးလိမ့်မယ်အဘကကြောင့်ကြီးကသူတမနာဖြစ်ရင်လည်းဖြစ်လိမ့်မယ်သူဒါတွေကိုဒီလိုဒီចောင်းတရားတွေရှိရဆိုရင်ပြောလာလို့ရှိရင်ခင်ဗျားတို့အသက်ရှင်ရှင်နဲ့ပြောနေဗျာခင်ဗျားတို့မပြောရဲမဲ့ပြည်သူပေါ်မှာလက်ပေးလိုက်လို့လုပ်တယ်ဆိုရင်တော့ပြည်သူကလည်းပြောမှာပဲအဲ့ဒီအတန်ဒီခင်ဗျားတို့အချိန်ပြည့်ကြားနေရမှာအဲ့ဒါကိုကျွန်တော်ဝန်ထမ်းတွေကိုပါလေကျွန်တော်ကဆဲလို့ ဒီကောင်းကိုဖန်ဟောလား။ဩပြောပြီးသားလေအနာရှင်ဆဲလို့ခင်ဗျားတို့ကမတရားသဖြင့်လှုပ်တာလေ။မြေတီတော်မှငါဘိုလ်ချုပ်ကြီးရဲ့ညီပါအန်ငါဘာဘာညာပါဆိုပြီးတော့ခင်ဗျားတို့ပြင်ဦးလေးမှာလိန်တာ။အာလာကျွန်တော်တို့ပြောသေးတယ်။မင်းတို့အသက်ရှည်စေချင်ပါတယ်တဲ့။ ပြောတာလေးနည်းနည်းလျှော့ပါတဲ့မလိုပါဘူးဗျာလို့ကျွန်တော်ကရင်ထဲကနေချိန်ပြီးပြောလိုက်တယ်ခမားကိုတိုင်ကိုကဝန်ထမ်းတယောက်လုတ်ပြီးတော့မှနိုင်ငံရဲ့လူမျိုးအတွက်ကိုခမားစစ်မှန်နေပြီလားလို့ကျွန်တော်လည်းရင်ထဲကနေမေးလိုက်ပါတယ်နော်မင်းဟိုတဲ့အသက်ရှည်စေချင်တယ်တဲ့ကျွန်တော်ပြောတဲ့လူကကျွန်တော်ကျွန်တော်လိုမျိုးနိုင်ငံတာဝန်ကိုသူဘယ်လောက်ထမ်းဆောင်နိုင်လဲ ဟုတ်လားအခုကျွန်တော်ကနိုင်ငံတော်အစိုးရရဲ့လာစာလည်းမယူဘူးလုံးဝမယူဘူးနော်ဘဒုပေးစာခန်းစာမှာလည်းကျွန်တော်မစားဘူးကျွန်တော်ဒီလိုအလုံးလုံးနေလို့ကျွန်တော်မြေခွက်ဒုခွက်မရဘူးပါဘူးခင်ဗျဒါပေမဲ့ကျွန်တော်ကဝန်ထမ်းတွေအကြောင်းကိုအမှန်တရားကိုပြောတယ်တမတော်ကစောနာကျွန်တော်ပြီးရင်လာလိမ့်မယ်ကျွန်တော်ပြောပြမယ် အဲ့ဒီလူတွေရဲ့အကြောင်းကိုကျွန်တော်အမှန်တရားကိုပြောတယ်ကျွန်တော်ကိုပဇံပေးပြီးတော့လဲခိုင်းလို့မရအောင်ကျွန်တော်ကအမှန်တရားကိုအရန်ကြိုက်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်အမှန်တရားကိုပဲပြောမှာအဲ့တော့ယာရုရှိလို့အာနာရှိလို့လုတ်ပိုင်ဝင်ရှိလို့ဆိုတဲ့လူတွေကကျွန်တော်ကိုမုန်းတာပေါ့ဒီကောင်ကမရအောင်ဒီကောင်ကဒီကောင်ကဘလို့သွားညှိညှိဒီကောင်ကဘာတွေသွားပြောပြော ဒီကောင်ကဘလို့မအောင်အဆင်မပြေဘူးဆိုတော့သူတို့တိသွားတယ်တိသွားတော့အသက်ရှည်စေခြင်းနဲ့တဲ့ဘာစကားအိမ်မလို့မသိဘူးအသက်ရှည်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့မြန်မာပြည်ကိုပြည်သူလူထုကိုဒီလိုအသိဉာဏ်တွေဒီလိုပညာမျိုးတွေအမှန်တရားတွေပြောရဲအောင်ဒီ live ပေါ်မှာ ီလိုမျိုး YouTube ကနေ live တွေမြီပြောပေးပါအဲ့ဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကတပြေးပြီးတော့တည်လာမှာပါနော်စစ်တပ်ကိုဘောမာတယ်ဆိုပြီးတော့ဘောတော့ဆွတ်မမပါနဲ့ကိုယ့်ရဲ့ကိုဂျိုးစည်းဝါးတွေကြောင်းနဲ့အလုံးမလုံးပါနဲ့လူဘွားဆိုတာခမရအသက်ဘလောက်နေရမှာလဲဟမ်အလွန်ဆုံး85နှစ်ပေါ့ဟုတ်လားတည်ကြမှာလေဟမ် ခမတို့ကကိုယ်နိုင်ငံကိုကိုယ်တိုင်းပြည်မှာမချစ်တာဒါကြောင့်မလို့ကြော်မျိုးမင်းအဲ့စကားတွေပြောနေတာခမတို့ကတိုင်းပြည်ကိုချစ်ချင်အောင်ဆောင်းနေတာခမတို့ချမ်းသာဖို့ပဲလှုပ်လှုပ်နေတာဟမ်တိုင်းပြည်ကိုချစ်တာမဟုတ်ဘူးအာကျွန်တော်ကဥပဒေတိုင်းပဲသွားမှာဘူဝတော်ကတခုပဲကျွန်တော်သွားမှာကျွန်တော်2008ဖွဲ့စည်းပုံအခြေခံဥပဒေရနေနော်အဲ့အောက်တည်းမှာကျွန်တော်လှုပ်မှာ ဲ့လိုလုံးအောင်မှာနော်အဲ့တော့ခင်ဗျားတို့ကအဲ့လိုမလုပ်ဘဲနဲ့အမှန်တရားပြောတော့ကျွန်တော်သက်ရှင်တာပေါ့ဒီဘက်ကလူတွေထောင်မကြကြအောင်ကျွန်တော်ကိုလိုက်ပြီးတော့ပြောနေရလीကြအောင်ချပါဗျကျွန်တော်ဘယ်နာအောင်ကြပါလဲ905ပုံမှန်လည်းကျွန်တော်ကြရင်3နှစ်ပေါ့လူငင်းချမ်းသာမတောင်းဆိုပါဘူးနော်ကျွန်တော်အကြခံပါမယ်ဒါပေမဲ့ကျွန်တော်ထောင်မကြမချင်းတော့ခမည်းတော်မဟုတ်တာလှုပ်တဲ့ ဥစ္စာတွေကိုတော့ကျွန်တော်ဗောထုံးမယ်။နော်တိုင်းပြည်ငြိမ်းချမ်းအောင်တပ်ဖက်တလန်းကနေပြောပေးမယ်။ဒီ PDF တွေဘယ်မှာမလုပ်နေလဲကျွန်တော်သတင်းပေးမယ်။ဒါပဲအဲ့ဒါကျွန်တော်အလုပ်ပဲ။ခမားတို့ကြီးကတကြမ်းမှလည်းမယူဘူး။တကြမ်းမှလည်း user စောက်တောင်းလည်းမရှိဘူး။ဟုတ်ပြီလား။နော်အဲ့တော့အခုစပြောမယ်။ဒီဟိုဘာလဲပြည်သူ့စစ်ကဆိုယူထုံးနေ ဘုံမှုဖြိုးဝင်နေဖြစ်တဲ့ပြဿနာကသူများတွေကျွန်တော်ကိုမင်းကအဲဖြိုးဝင်ဖြစ်လို့မပြောရဲဘူးလို့ဘာလို့ကျွန်တော်လာပြောတာပေါ့ကျွန်တော်အနဲ့မဟုတ်ဘူးကျွန်တော်နားမခါမှရောက်နေလို့တကယ်တမ်းတော့ဘယ်သူမားလဲဆိုရင်ဖြိုးဝင်ရမားတယ်နော်ဖြိုးရဘာမားလဲဆိုရင်သူက41ကဆိုတော့ကျွန်တော်လည်းအတက်တနှစ်ပဲကြီးတာ ဒီဖြိုးဝေနဲ့ဒီဇော်ယူထွန်းနဲ့ကျွန်တော်ကဖြိုးဝေလို့ဘာလို့ခေါ်လဲလို့ပြောရင်နာမည်ကိုကျွန်တော်ခေါ်တာဗျယာရူးကိုကျွန်တော်မတက်တော့နော်ဇော်ဝေဖြိုးဇော်ယူထွန်းကိုလည်းကျွန်တော်ကဇော်ယူထွန်းပဲပြောမှာနော်နေအောင်လုံးကကျွန်တော်တက်ကြီးတယ်ပြည်သူလူထုတွေနဲ့တစ်ဖက်ကလူတွေစိတ်ဝမ်းကွဲအောင်နော်ဖြိုးဝေရလေသူတို့ကသူတို့အကြောင်းတရားတွေ ်အရင်နေ့ကရှိခဲ့တယ်မှန်မချဘူး तू လည်းအကြံနဲ့လာတာပဲဒါကမှန်ပဲဘာလို့မှန်မချရလဲ तू က तू ကပြည်နာကိုမပြည့်ပြည့်အောင် तू ကဖန်တီးတာဒီဖြိုးဝေကနော်နံပါတ်၁ချက်ကမှန်ချရမှာလေမှန်ချလိုက်ပြီးရအောင်ကြီးလေးငါဖြိုးဝေပါဟလာဘုံမှုပြောပြပါတော့ငါဒီလိုပါအလုတ်ကို နော်စိတ်မှုမှုမသိဘူးလေကျွန်တော်လဲအပေါ်လာအောင်စိတ်မှုမှုဆိုတာဘာလို့လို့ပြည်သူစစ်တော်ဘူးလားဒီလိုပါပဲကျွန်တော်ကတိုက်ခတ်ခံနေရတာပဲဘိုင်ဘာကနေပို့ပေးလိုက်ကျွန်တော်အဲ့ကြံခဲ့သေးရေနော်ကားထဲမှာဟုတ်တယ်အော်နောက်ဖုန်းထဲမှာကျွန်တော်ဟိုဟာလေးအဲ့အဲ့ဥစ္စာလေးပို့ပေးသမှာ โอเคโอเคကျွန်တော်လည်းအရန်တိုက်ခိုက်ခံရတယ်သူစိတ်မူမူလည်းကျွန်တော်ကိုပြောနေပြန်ပြီတဲ့ကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်ဆက်ပြောမယ်အဲ့တော့ဖြိုးဝေကသူကမှန်ချရမှာနော်သူတို့အချင်းချင်းဂျိတ်ဆက်ဟိုးအရင်နဲ့ဆီးခဲ့ဘူးလောက်တယ်အဲ့တော့သူကမှန်မချဘူးမှန်မချတော့ဟိုကလည်းမှန်မချတဲ့ပြဿနာနဲ့အဲ့ထဲမှာစောင်းပြဿနာတက်ကောဟိုကလက်ပြ